မင်္ဂလာပါဘာမီဆိုင်ကမေသဆန်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ရောက်နေတာကတော့ R&D Studio by Riot ရဲ့ Fashion Fashion Program မှာဖြစ်ပါတယ်ဒီ program လေးကတော့ fashion ကို passionate ဖြစ်တဲ့သူတွေသဘောကျကြတဲ့လူငယ်တွေအတွက် fashion နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ tips and tricks တွေကိုအများကြီး sharing လုပ်ပေးသွားမယ့် program ဖြစ်ပါတယ်ဒီနေ့ episode မှာတော့ကျွန်တော်က shopping ထွက်တဲ့အခါကျရင်ဖြစ်လိမ့်ဖြစ်တတ်ရှိတဲ့အမှားလေးတွေနဲ့ကျွန်တော်တို့သတိထားတဲ့အရာလေးတွေကိုအားလုံးနဲ့အတူတူ sharing လုပ်ပေးသွားမှာဖြစ်ပါတယ် ျွန်တော်တွေ shopping လုပ်တဲ့အခါ online shopping ပဲဖြစ်ဖြစ်နိုင်ငံခြားရေးသွားခီးတွေသွားလို့ shopping လုပ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေလုပ်တဲ့အခါကျရင်ဖြစ်လေဖြစ်တာရှိရဲ့အမှားလေးတွေကိုအားလုံးနဲ့တူတူကန် sharing လုပ်ပေးချင်တာဖြစ်ပါတယ်။ကဲအဲ့တော့ကျွန်တော်စလိုက်အောင် နံပါတ်၁ကတော့ enforce ဘိုင်းပါတခုဆိုရင်မျက်လုံးနဲ့သဘောကျတာနဲ့မစင်စားပဲဝယ်လိုက်တာမျိုးပေါ့အဲ့လိုလုပ်လိုက်တာကိုယ့်အတွက်တကယ်လည်းသုံးမွင်မဲ့နဲ့အပိုပစ္စည်းတစ်ခုဖြစ်သွားသလိုငွေကုန်ပြီးတော့အိမ်မှာနေရာယူသွားတာပဲဖတ်တင်ပါတယ်ဥမာပေးရမယ်ဆိုရင်ကျွန်တော်ဆိုလုံခဲ့နှစ်တွေကအင်ဂျီဝက်ဆိုက်ဝယ်ခါကြရင်ကျွန်တော်ဟူဒီတွေဆွဲတိုင်းတီရှပ်တွေပေါ့နော်တို့အပေါ်ပိုင်းဝတ်တဲ့ဝက်ဆိုက်တွေပဲအဓိကပို့ပြီးတော့ဝယ်ပြပြီးတော့အပေါ်ကဝက်ဆိုက်နဲ့တွဲပြီးဝတ်ဖို့အတွက်ဘောင်းဘီကိုကျွန်တော်ဖင်မျိုးစုံမဝယ်ပစ်ခဲ့ဘူးအဲ့တော့တခါကျွန်တော်တို့တခါတလေကြရင်ပြင်သွားတဲ့အခါတခုလိုအပ်တဲ့ခါကြရင်ကျွန်တော်အပေါ်အင်ဂျီနဲ့လိုက်ဖတ်တဲ့ဘောင်းဘီမရှိတဲ့ပြဿနာမျိုးတွေကျွန်တော်ဖြစ်တယ် ယ်အဲ့လိုမျိုးတွေဝယ်မယ်အစားကျွန်တော်တို့ shopping list လေးတစ်ခုလုပ်ပြီးတော့ကျွန်တော်တို့ဦးစားပေးလိုအပ်တဲ့အရာတွေကို list လုပ်ထားလိုက်မယ်ဆိုရင်တော့ကျွန်တော်ကကပြော import ကိုကျွန်တော် control လုပ်နိုင်မယ်ပေါ့နော်ဆိုတော့ကကျွန်တော်ကျွန်တော်ပြောတာနဲ့ပြန်တွဲလိုက်မယ်ဆိုရင်ကျွန်တော်အပေါ်အင်ဂျီမှာဆို hoodie sweater ဝင်နေမယ်အစားကျွန်တော်တို့မြန်မာနိုင်ငံလိုရာသီဥတုပူတဲ့နေရာမှာဆိုရင် t-shirt နဲ့အပေါ်ကထပ်ပြီးဝတ်လို့ရမယ် jacket မျိုးဆိုရင်ပို့ပြီးဦးစားပေးဝယ်တင်တယ် accessory တွေဆိုရင်လည်းကျွန်တော်တို့ကဝယ်တဲ့ခါကျရင်ဟိုတတိမိသွားပြီးမဝယ်ဖြစ်တာများတာဖြစ်တဲ့အတွက်ကျွန်တော် accessory တွေဆိုလည်းကျွန်တော်တို့ဝယ်မယ် list ထဲမှာဦးစားပေးပြီးထားတင်တယ်အဲ့လိုမျိုးကျွန်တော်တို့ဦးစားပေးဝယ်ရမယ် list လေးကျွန် တော်ကြိုးလုံထားလိုက်မယ်ဆိုရင်ကျွန်တော် shopping ထွက်တဲ့ခါကျရင်ခုနမလိုအပ်ဖဲနဲ့မျိုးလုံးနဲ့မြင်တာဝယ်တတ်တဲ့ impulse buying ကိုကျွန်တော် control လုပ်နိုင်မှာဖြစ်ပါတယ်။နံပါတ်1ကတော့ counterfeit ဆိုခေါ်တဲ့ authentic မဟုတ်တဲ့ product တွေကိုဝယ်မိတတ်ကြတာပါ။ဆိုတော့ counterfeit product တွေကိုကျွန်တော်တို့ကအသိလိုပဲဖြစ်စေမသိလိုပဲဖြစ်စေကျွန်တော်တို့အကြောင်းမျိုးကြောင့်လည်းဝယ်တတ်ကြတယ်။ counterfeit product တွေအသာချက်ကကြောင့် design ကလည်းဆင်ပြီးတော့ကျွန်တော်တို့ဈေးရလည်းအများကြီးတက်တာအတွက်ကျွန်တော်တို့ကမှားပြီးဝယ်တတ်ကြမျိုးရှိရပါတော့။အခုနောက်ပိုင်းတွေမှာဆိုရင်လည်း counterfeit product တွေကိုအာဒီ online ကနေပြီးတော့ပို့စေလုပ်ပြီးတော့ page တွေရော website တွေရောပါကြီးညာလာကြတဲ့အတွက်ကျွန်တော်တို့က ာသတိထားကြဖြစ်လာပါတယ်။ဒီလိုမျိုးအမားတွေမဖြစ်အောင်ငါကျွန်တော်တို့သဘောကျတဲ့ fashion brand တွေ၊ website brand တွေ၊ fashion brand တွေကို official ရောင်းချတဲ့ site တွေ၊ website တွေအနေနဲ့ကျွန်တော်တို့ဝယ်သင့်တယ်။ဒီ toilet bay site တွေရှိရဆိုတော့ကျွန်တော် research လုပ်သင့်တယ်။ဆိုတော့နာမည်ကြီး site တွေမှာမှာဆိုရင်ဥပမာ BIHPA store, Sense store, and clothing တို့ Dover Street Market တို့အဲ့လိုမျိုး site တွေဆိုရင်ကျွန်တော်တို့ဒါတကယ်စိတ်ချရပြီးတော့နာမည်ကြီးကဘာကျော် fashion site တွေပေါ့နော်။ဒီ site တွေမှာဆိုရင်ကျွန်တော်တို့ဒီနာမည်ကြီး brand တွေနဲ့ကျွန်တော်တို့ကြိုက်တဲ့ brand တွေနဲ့ collaboration လုပ်ကြရည်လည်းရှိတယ်။နောက်ဒီ site တွေမှာပဲတီးတန်းရတဲ့ပစ္စည်းတွေတော့တင်တာဖြစ်တဲ့အတွက်ပေါ့နော်။ဒီလိုမျိုး quality or authentic city ရောစိတ်ချရတဲ့ဆိုင်တွေကိုကျွန်တော် research လုပ်တင်တယ်အဲ့လို site တွေအရပဲဝယ်တင်ပါတယ်နံပါတ်3ကတော့ကျွန်တော်တို့ shopping ထွက်တဲ့ခါကျရင်အဓိကကြည့်ကြရတဲ့ဈေးဖြစ်ပါတယ်အတခါကြီးကြောင့်လည်းကျွန်တော်တို့ကနံပါတ်1ကပြောသလိုပေါ့နော် import buy ရင်ကျွန်တော်တို့ဈေးမကြည့်ပဲဝယ်လိုက်မိရရှိတတ်တယ်အတချို့ brand တွေရဲ့ပစ္စည်းတွေကတော့တို့ရဲ့တို့ brand တွေရဲ့ signature piece တွေ signature အဝတ်အစားတွေဖြစ်တဲ့အတွက်ဈေးမချမျိုးရှိတတ်ပေမဲ့တချို့ပစ္စည်းတွေကတော့ကျွန်တော်ယာတီကုန်ကြရင်ဈေးချမျိုးရှိတတ်တယ်ခုနကကျွန်တော်ပြောရဲ့ website တွေမှာဆိုရင်တချို့ပစ္စည်းတွေကဒီ website မှာဈေးချမျိုးမရှိပေမဲ့ဒီပစ္စည်းကိုပဲတခါကြရင်တချို့ website တွေမှာဈေးချမျိုးရှိတတ်တဲ့အတွက် ကျွန်တော်တို့ပစ္စည်းတွေကိုကိုယ်တိုင်ဝယ်တော့မယ်ဆိုရင် online အနေနဲ့ဝယ်တော့မယ်ဆိုရင် website 3-5ခုလောက်ကိုကျွန်တော်တို့ရှင်ပြီးတော့ကျွန်တော်ဝယ်သင့်ပါတယ်နောက်တစ်ခုကတော့ shopping ထွက်တဲ့လူတိုင်းအတွက်အရေးကြီးချင်မှာတော့အရေးကြီးလိမ့်မယ်ဒါပေမဲ့ကျွန်တော်တော့တော့ဒါ shopping ထွက်တဲ့ခါကျရင်အများဆင်းစားလေးရှိတယ်အာဘယ်လဲဆိုတော့ဒီကျွန်တော်ဝယ်မဲ့ product ရဲ့ design လုပ်တဲ့ brand ရဲ့ဒါ history နဲ့ value ပေါ့เนาะဆိုတော့ကျွန်တော်လူတိုင်းမှာတော့ကိုယ်တိုင်ကြိုက်တဲ့ brand တစ်ခုစီရှိရတဲ့ဒီ brand တွေကတော့ကျွန်တော်တို့သိစဉ်းစားမိမှာမဟုတ်ဘူးဒါပေမဲ့ product အစ်တစ်ခုတွေ့ရတဲ့အခါ design တစ်ခုတွေ့လို့သဘောကျတဲ့အခါကျရင်ဒီ product ကိုဖန်တီးရတဲ့ design က original design ဟုတ်ရဲ့လားဒါမှမဟုတ်တခြား brand တစ်ခုရှိရ copy လုပ်ပြီးပြန်ဖန်တီးထားတာလား deep brain history of ဘယ်လိုရှိလဲဆိုတော့ကျွန်တော်တော့အမြဲစဉ်းစားမိရပါတော့ brand ကရောဘယ်လိုမျိုး brand ရှိလဲဆိုတော့ကျွန်တော်တို့ဒါ brand research လေးလုပ်တင်တယ်ပေါ့နော်အထူးသဖြင့်ဒီ brand research က main ကလေးလက်ကန်အိတ်တွေမှာဆိုရင်ဒါတော်တော်လေးအာဒီ research လုပ်တင်တယ်လို့ထင်တယ် main ကလေးလက်ကန်အိတ်တွေမှာဆိုရင်ဒီကိစ္စလေးရှိရပေါ့နော် fast fashion brand တွေဖြစ်တဲ့ Zara တို့ဆိုရင်လည်းကျွန်တော်တို့ product တွေကမိုက်နေရဆိုပေမဲ့တချို့ပစ္စည်းတွေကကြတော့နာမည်ကြီး fashion house တွေကနေယူပြီးတော့ inspire လုပ်ထားတာကူးထားရရှိတာမျိုးဖြစ်တဲ့အတွက်ကျွန်တော် product တွေကိုမဝယ်ခင်မှာ brand တွေကနေပြီးတော့ကျွန်တော်တစ်ခါမှမမြင်ဘူးတဲ့ brand တွေရှိရပစ္စည်းတွေဝယ်တဲ့ခါကျရင် research လေးအရင်လုပ်တင်တယ်လို့ကျွန်တော်တို့ယူဆပါတယ်နံပါတ်5ချက်ကတော့ကျွန်တော်တို့ trend နောက်ကိုအမြင် င်းလိုက်နေကြမလို့ဘောเนาะဆိုတော့ trend တွေကကျွန်တော်တို့နှစ်တစ်နှစ်ကုန်လိုက်တိုင်းမှာနောက်နှစ်တွေအတွက်ကျွန်တော်တို့ပိုချိုပြီးတော့ခံမှန်းကြရရှိတယ်ဒါမှမဟုတ်တချို့ကြောက်လည်းဒါနှစ်တစ်ဖြည်းဖြည်းနဲ့ဘောเนาะ trend ဖြစ်လာမျိုးရှိတယ်ဥပမာပြရမယ်ဆိုကျွန်တော်တို့ဒါမှနှစ်က2024မှာဆိုရင်အာ Omani fashion trend ဆိုတဲ့ရန်ခေတ်စားရတယ်အနာ OPM တို့လို Y2K aesthetic တွေအဲ့ဒါဆိုရန်ခေတ်စားရပေါ့เนาะဒါပေမဲ့ဒီ aesthetic တွေဒီ design တွေဒီ trend တွေကဟိုလိုက်တဲ့လူတွေနဲ့ပဲလိုက်ကြရပေါ့เนาะဥပမာကျွန်တော်ဆိုရင်ဒီ trend ၃ခုလုံးနဲ့ဘယ်လိုမှအဆင်ပြေဘူးကျွန်တော်ဝစ်ကြည့်လိုက်ရင်ကျွန်တော်ကအဲ့လိုရည်ရည်ရည်ရာကောင်းတဲ့ပုံစံကြီးဖြစ်နေမှာပေါ့เนาะဆိုတော့အဲ့လိုမျိုးစားကျွန်တော်ဆိုရင်အာ ဒီနှစ်တည်းမှာ2024မှာဆိုရင်အာကျွန်တော်ဒီ crop ဝတ်တဲ့ပုံစံမျိုးတွေနောက် baggy jeans ကိုကျွန်တော်ပြန်ဝတ်တာမျိုး try ကြည့်တဲ့အခါမှာကျွန်တော်နဲ့အဆင်ပြေတယ်အာကျွန်တော်ရဲ့ lifestyle နဲ့လည်းအဆင်ပြေအောင်ကျွန်တော်တွားပြီးတော့သတိထားမိရယ် realize ဖြစ်နေမိရယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနှစ်မှာဆိုရင်ကျွန်တော်အရင်ပုံစံမဟုတ်တော့ဘဲနဲ့အရင်လိုနည်းနည်း skinny ဖြစ်တဲ့ဟာမျိုးတွေဝတ်တော့ဘဲနဲ့ baggy jeans ဆိုဟာမျိုးတွေနည်းနည်းအရင်ပွားတဲ့အပေါ်ပိုင်းမျိုးပဲဘယ်နဲ့နည်းနည်းလေးပို့ပြီးတော့အာ relax ဖြစ်မဲ့ပုံစံမျိုးတွေကျွန်တော်ပို့ပြီးတော့ try ဖြစ်ခဲ့ရယ်ပေါ့နော်အာဒီ trend ဆိုတာကျွန်တော်တို့ဒီနှစ်မှာဘာတွေခေစားနေလဲဘယ်သူတွေဘာတွေလုပ်နေကြလဲဆိုတော့ကျွန်တော်တို့အမြဲတမ်းဒါလေ့လာတဲ့နဲ့ အများအားမျက်ရှင်မပြတ်တော့ရှိတင်တယ်ဒါပေမဲ့ဒီ trend တော့ကိုအများအားလိုက်ပြီးတော့ live ဝင်နေစရာ live လုပ်နေစရာ live style ပြောင်းသွားပြီဆိုတော့ဒီ live style ကိုကျွန်တော်လိုက်ပြီးတော့ try ကြည့်စရာ try ကြည့်ရင်လည်း try ကြည့်ပါတော့ဒါမှမဟုတ်အများအားလိုက်ပြီးတော့ဟို chase လုပ်နေစရာမလိုဘူးအဲ့ဒီစားကိုယ့်ရဲ့ဒီ live style နဲ့ live ဖတ်တဲ့အာဒီပုံစံမျိုးကိုပဲနေတဲ့နဲ့ဒီအဝေးစားမပြောနဲ့ပေါ့နော်မဂိမ်းဆော့မယ်ဆိုရင်တော့ကျွန်တော်တို့ဒါအိမ်မှာနေရဆို PlayStation ဆော့မလားဒါမှမဟုတ် PC ပဲဆင်မလားဒါမှမဟုတ်ကျွန်တော်တို့အပြင်သွားနေကြလို့မျိုးဆိုရင်ကျွန်တော်တို့ဒါ Nintendo Switch တို့ Steam Deck တို့လိုတကယ် handheld တွေကိုပဲကျွန်တော်တို့ကင်မရာပေါ့နော်ဒီအရာတွေအကုန်လုံးကမှ game ဆိုရင်တော့မှကျွန်တော်တို့ကကိုရီ lifestyle ပုံမူတည်ပြီးတော့ရွေးလို့ရအများကြီးရှိရပါတော့။အဲ့ဒီတော့ကျွန်တော်ဒီမှာပြောချင်တာကတော့ကျွန်တော်အများနဲ့ train out like ဆရာမလို့ train ကိုလေးလာထားတဲ့။ဒါပေမဲ့နောက်ဆုံးကြရင်တော့ကိုယ့်ရဲ့ lifestyle နဲ့ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ကိုယ်သွားနေကြ occasion တွေနဲ့အာ life ဖတ်တဲ့ဝတ်စားမျိုးတွေ accessory မျိုးတွေပဲကျွန်တော်ရွေးချက်တင်ပါတယ်။ ကျွန်တော်နောက်ဆုံးပြောပြပေးခြင်းတဲ့အချက်လေးကတော့ပထမဆုံးပြောထားတဲ့ import buying နဲ့အများကြီး relate ဖြစ်တယ်အဲ့ဒါတော့ကျွန်တော် import buying ဆိုရဲဒီအမျိုးလုံးနဲ့ကြိုက်တဲ့သဘောကျရဆိုရင်လည်းဝယ်လိုက်တာနဲ့ဖြစ်လာတဲ့ overspending လို့ခေါ်တဲ့ပြဿနာပေါ့နော်ဆိုတော့ overspending လုပ်တဲ့အခါကျရင်ကျွန်တော်တို့အာဒီကျွန်တော်တို့ရဲ့ budget တွေကျွန်တော် financial တွေအများကြီးလည်းဒါထိခိုက်တယ်ပြောမလို့အဖဲဝယ်ထားဖြစ်တဲ့အတွက်နေရာကြီးလည်းအများကြီးယူတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုကာကွယ်လို့ရလဲဘယ်လို avoid လုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ shopping မထွက်ခင်တည်းကကျွန်တော်တို့ဒီနေ့ဘာဝယ်မယ်ဘာ product တွေဝယ်မယ်ဆိုတော့ကျွန်တော်တို့တစ်ခါလေး list လုပ်ထားမယ်နောက်ဘယ်လောက်ထိ budget ကိုပေးမယ်တစ်ခါလေး set လုပ်ထား သင့်တယ်ဆိုတော့ budget အကယ်ပူသွားရဆိုရင်ကျွန်တော်တို့မပူအောင်ရှောင်သင့်တယ်ပေါ့နော်အကယ်ကျွန်တော်တို့ဝယ်လိုက်တဲ့ပစ္စည်းတဲ့ budget ကကျန်နေသေးရဆိုရင်ကျွန်တော်တို့ခုဘာထပ်ဝင်မယ်ဆိုတော့တစ်ခါကြီးကြိုပြီးတော့ list လုပ်ထားလိုက်ပြီဆိုရင်ကျွန်တော်တို့ဒါ shopping ကြတဲ့အခါကျရင် overspending ဖြစ်မှာမဟုတ်တော့ဘူးပေါ့နော်နောက်ထပ် overspending ကိုရှောင်လို့ရတဲ့ဟာကြတော့ကျွန်တော်တို့ဒါဒီဘက်ခင်မှာခေတ်ဆားလာရင် minimalism minimal lifestyle လို့ခေါ်ရတာ lifestyle change တစ်ခုပေါ့နော်ဆိုတော့ဒီဘက်ခင်မှာဆိုရင်2010မှာဆိုရင်ကျွန်တော်တို့အပထမဆုံးပေါ်လာတဲ့ challenge တွေဖြစ်တဲ့ project 333ဆိုတဲ့ဒီဝယ်စား333ခုနဲ့3လလုံးနေကြည့်ဖို့ဒါ try နဲ့ challenge လေးဖြစ်ပါတယ်ဆိုတော့ဒီ challenge ဆိုရင်လည်းကျွန်တော်တို့ဒါ import buying ရော over spending ရောတခါတည်း control လုပ်ပြီးသားဖြစ်တဲ့အတွက်ဒီလိုမျိုး challenge တွေဒီလိုမျိုး lifestyle change ဖို့စဉ်းစားနေတဲ့လူငယ်တွေအတွက်လည်းဒါဒီ challenge လေးတွေဒီ lifestyle လေးတွေပြောင်းသင့်တယ်လို့ကျွန်တော်တို့ကြံပေးချင်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးချင်တဲ့ shopping mistakes တွေရောဒီလောက်ပါပဲဒီ video လေးကိုကြည့်ရင်းနဲ့ fashion ကို passionate ဖြစ်တဲ့လူငယ်တွေလည်းဒီ mistakes တွေကို aware ဖြစ်ပြီးတော့ကျွန်တော်ရေရှည်မှာကျွန်တော်တို့သဘောကျတဲ့ passionate ဖြစ်တဲ့ fashion ကို sustainable ဖြစ်ဖြစ်ရေရှည်မှာလိုက်စားနိုင်ကြမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒီ video လေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးများရှိတင်ပါတယ်